ဟောဒီငားလုံးမှာကိုကဘယ်နှမလောက်ရလောက်အောင်အင်္ဂလိပ်လိုပြန်ပြီးရေးနိုင်လဲဆိုတော့ကြည့်ရအောင်အဲ့တော့ဒီနေ့က day 4ရောက်လာပြီเนาะအင်္ဂလိပ်အတန်အတွက်ဒီကောင်းမွန်သွားဖို့အင်္ဂလိပ်အတန်အတွက်မှန်ကန်သွားဖို့အတွက်9ရက်ထဲနဲ့လုပ်နေတဲ့စီးရီးလေးဖြစ်ပါတယ်ဒါဒီတင်ရတဲ့အကုန်လုံးနားလည်အောင်ရှေ့ရက်ဒီမှာသင်ထားပြီးပြီဆိုတော့လက်တွေ့လေ့ကျင့်ခန်းလုပ်မယ်ဒါပေမဲ့လေ့ကျင့်ခန်းမလုပ်ခင်ပဲเนาะအခုမှတွေ့ရလူတွေအတွက်တစ်ခါလောက်ပြန်ပြီး revise ပြန်လုပ်ပေးမယ်အမြန်လေးပေါ့เนาะဒီခေလို့မြင်ခန်ထဖဆဖတ်တ ဒါ share လို့တန်းထွက်တယ်နော်ဒါအတန်ထွက်အကြောင်းကိုကျွန်တော်ကျေထွက်ပြပါတကယ်တကယ်ဆိုတော့အတန်ဗစက်ဖျားလေးတွေထွက်မယ်အဲ့လိုထွက်မှာပေါ့နော် g d b z v j ဒါ d ဒါဒါအကြီးဒါ z z ဆိုတဲ့အမျိုးနော်ဒါရှိရဒီမှာအသေးသေးပြောထားတယ်ဒါ main ဆိုတဲ့အတောင်ဗစက်ထက်ကနေဆိုရမှာ mm နင်းနင်းဆိုတဲ့အတောင်ဗစက်ထက်ဆိုဒါကြတော့ငင်းဆိုတဲ့အတောင်ဗစက်ထက်ဆိုမယ် mm ဒါ l y w h r ဒါလေးကကြတော့ဒါဒီသုံးတန်းကပါလဲဆိုရင်ဒါဘီးတန်တွေခောက်တယ်အဲ့ဒီဘီးတန်ကိုဒီတရတန်နဲ့ပေါင်းမယ်ဒါ e it a a a o o o u ဒါအတန်တို့လေးအက်ဒါဘာသာထက်ရလေဆိုတဲ့အာပေါ့နော်အာအာအဲ့လိုတန်မျိုးဒါလေးကအဲဟုတ်ပြီဒါနှစ်တန်တွဲလေးအဲ့နဲ့အင်းနဲ့ပေါင်းထားတယ်အဲအဲနဲ့အိုနဲ့ပေါင်းထားတယ် l o o အားနဲ့အင်းနဲ့ပေါ့ရင် i အောနဲ့အင်းနဲ့ပေါ့ရင် oi အားနဲ့အောနဲ့ပေါ့ရင် ao အဲနဲ့အင်းနဲ့အဲနဲ့ပေါ့တော့ a ရယ်အနဲ့အင်းနဲ့ပေါ့တော့ a ရယ်အောနဲ့အဲနဲ့ပေါ့တော့ o ရယ်ဟုတ်ပြီအဲ့တော့ဒီသင်္ကေတတွေကိုရှေ့ရဒီမှာလည်းထားပြီးပြီဒီလေ့ကျင့်ခန်းတွေမလုပ်ထင်ပါဒီသင်္ကေတတွေကိုကိုကမြင်တာနဲ့ဘာအတန်ထွက်လဲဆိုတော့အရင်လွတ်ကျထားသေးတယ်ဒါဆိုရင်ကိုယ့်ရဲ့အတန်ထွက်ကောင်းဖို့အတွက်ညာရင်တော့အရင်များသွားပြီပေါ့နော်ဘလို့ဆက်ဆက်နေလဲဆိုတော့ဟိုဒီနေ့ရမနက်ဖြန်ဆိုနားလည်သွားနေမယ် ရောက်ပြီးဆိုရင်မှ၅လုံးကိုဗီဒီယိုလေးကိုခဏလေးကြက်ပြီးတော့ဒါဘာစကားလုံးနေဖြစ်တယ်ဆိုတော့ခဏလေးမလုပ်လိုက်မယ်ဆိုရင်အဲရေးကြည့်လိုက်မယ်ရေးကြည့်လိုက်လို့မရအောင်ဆိုမှအဖြစ်တက်ကြည့်လိုက်မယ်အားဆိုရင်သဘောပေါက်သွားလိမ့်မယ်ပေါ့နော်ကဲဆက်ကြည့်ပါဦးဒီဟုတ်ပြီရလောက်ပြီဆိုလို့ရှိရင်အဖြစ်တိုက်ကြမယ်ပေါ့နော်ဟောရီယာဒါထယ်ပေါ့ထယ်မှဟိုဘက်က e တန်လေးနဲ့ပေါင်းမယ်ဆိုတော့ထယ် e ဆိုတော့ t ဆိုတဲ့တန်လေးရတယ်ထယ် e t t ဟိုမှဒီကချယ်လေးပါသေးတယ်ချယ်ဒီခါဝေးဒီကအဲအဲ့ဒါ T နဲ့ chair နဲ့ chair နဲ့ N နဲ့ပေါင်းတော့ chair teacher T E A C H E R teacher အဲ teacher လို့ပြောဆိုရင် teacher ဆိုတဲ့ကမှားပြီ teacher သာဆိုရင်ဒီမှာ R ဆိုတဲ့သင်္ကေတနဲ့ရေးမှာဒီမှာ R တင်ခဲ့ဒီမှာဒီမှာ teacher လို့မဆိုခြင်းပဲね teacher လို့ပဲဆိုဆိုခြင်းကြောင့်ဒီမှာ N နဲ့ရေးတာအဲ့တော့ teacher ဆိုရင်ဒါဆိုရင်အတန်တော့အဲနည်းနည်းလွဲနေပြီပေါ့ဘူတန်လေးမပေါ့ဖြစ်နေတယ်အဲ့တော့ teacher အတန်တော့ပြင်ပြီးပြင်လိုက်မယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်မယ်ဒါလေးကခါခါမခါဝေးလေးကအဲခါဝေးလေးမြင်အဲလို့အတန်မှတ်ထား နော်ခဲဆိုခဲ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 မတ်မှာဟွန်းဆိုတာတန်းနဲ့ပြီးတော့ခဲအမ်ဆိုတော့ခမ်ခမ်ခမ်ဒါလီယာဖာဒါလီယာရဲ့ဆိုဖီယာဖီယာဖီယာခမ်ဖီယာဒါဦးဆိုတော့ဖီယာဦးဆိုဖြူကွန်ပျူဒါလီယာထဲဒါလီယာအဲဆိုထဲကွန်ပျူတာနော် C 1 P U T E ကွန်ပျူတာလို့မဆိုဘူးကွန်ပျူတာလို့လည်းဆိုလို့မရဘူးကွန်ဆိုတဲ့အတောင်အင်္ဂလိပ်စာမှာမသုံးထားဘူး ်ခါဆိုတာနာမည်သုံးထားတယ်။အဲ့တော့ computer computer အောက်ပြည့်တစ်ခုပြောမယ်။ဒီအတွန်လေးတွေကိုဒီအချောင်းလေးတွေကို strap လို့ခေါ်တယ်။ဖိပြီးတော့ဆိုရမယ်။ခုနပြောချင်တာ T နဲ့ chair ဆိုတာ T ကိုဖိဆိုခိုင်းထားတယ်။အဲ့တော့ teacher လို့မဆိုဘဲနဲ့ teacher လို့ဆိုရမှာဖြစ်တယ်။ computer မှာကြာတော့ဒီအလယ်လေးကိုဖိခိုင်းထားတော့ computer လို့မဆိုဘဲနဲ့ဒီ computer လို့ဖိဆိုရမှာဖြစ်တယ်ဗျာ။ computer computer ဆိုရင်ဒါဘူတာမပေါက်ချင်ဘူးဘူတာလေးနဲ့ပေါက်သွားမယ်အင်္ဂလိပ်တန်လေးနဲ့ကောင်းသွားအောင်ဆိုလို့ရှိရင် computer လို့ဆိုမှမှန်မှာဖြစ်တယ်။အပြီးနောက်ကကြာတော့ဒါ ဒါလေးကအဲနော်ဟိုမှာ I will do အဲလိုခဏနာပြောထားပြီးပြီ the the ဘယ်ဒါလေးနဲ့ it was an လုံးပါဗျာအာဆိုတော့ bana bana နောက်ကနဲလာပြန်ပြီနဲနဲ့အဲနဲ့ပေါ့နော် bana လဲဒါအင်းအင်းဒါဒါနဲ့ဆိုဆရာအတန်ထွက်ပြတကယ်တည်းတန်းမှာနင်းဆိုတဲ့အတန်လေးပေါ့နော် banana banana အဲ့တော့ဒီကောင်းလေးကိုဖိခိုင်းထားတော့ဒီမှာနားလေးကိုဖိဆွာမယ် banana banana ဆိုရင်မာပြီ ဘာလို့နှလုံးစလုံးကအားနဲ့မဟုတ်ဘူးဘနာနာလားဆိုနောက်ဆုံးခါဝေးလေးနေရာမှာလို့အေးလေးထည့်ထားမှာပေါ့ဘနာနာလို့ဆိုလို့ရှင်အင်္ဂလိပ်မှာအဲ့လိုမဆိုခိုင်းဘူးဘလို့ဝဲဆိုခိုင်းလဲဆိုရင်အဲနဲ့ပဲဆိုခိုင်းထားတော့ဘနာနာဒီကောင်တစ်ခုပဲအားအံထပ်ခွင့်ရှိတယ်ဘနာနာဘနာနာနော်ငါပြောသေးတယ်ပြောရအောင်ဒါခုကြည့်မယ်ဒါကြတော့အလုံးရှည်လေးဘာတန်ပြောဖြစ်မလဲရလားမသိဘူးဒါတည်းကခံဒါလေးက rest ဆိုတော့ cram cram မှဒီကောင်လေးကဒီအတွန်းလေးကဘာလဲဆိုရင် off cram off ဆိုတော့ crop ခရော့မာတော့ကခါတခါပြန်လာပြောခက်အဲဆိုခဲအဲ့တော့ခရော့ခခရော့ခဒါလည်းဒအားနဲ့အင်းနဲ့ပေါက်တာဒီမှာရှိရဒိုင်ဒိုင်ဒိုင်မမလာအလျာဒိုင်နော်ဒိုင်ခရော့ကဒိုင်ခရော့ခဒိုင်ဒါမိချောင်းခေါင်းရှိပေါ့ V ပုံတန်ခေါင်းရှိတဲ့မိချောင်းကိုပြောတာဖြစ်တဲ့ရောက်ခေါင်းတူမဟုတ်ဘူးเนาะခေါင်းတူဆို alligator လို့ခေါ်တယ်ပေါ့ ကဲဟာပြီးတော့မီယောင်ကောင်းဆီကိုပြောတဲ့ခါကျရင်ခရိုကိုဒိုင်းဆိုတော့အိုရောကိုရောဒါဒီမှာလုံးဝမပေါဘူး။အားကြောင့်ကျွန်တော်တို့အတန်တွေကအင်္ဂလိပ်တန်မပေါဖြစ်နေရပါတော့။ငပိတန်ပေါတဲ့သူများကြီးပြောနေကြတာဖြစ်တယ်ပေါ့နော်။အဲ့တော့အင်္ဂလိပ်စကားပြောနေမှာတော့အင်္ဂလိပ်တန်လေးပေါ့နည်းနည်းကြိုးစားပြီးတော့ဆရာပြောစီခြင်းနဲ့အဲ့ဒါမှလည်းနည်းနည်းလေးကိုယ်ကကွန်ဖီနက်နည်းနည်းရှိမှာပေါ့နော်။အဲ့တော့လက်ကြည့်လိုက်အောင်ခရော့ခဒိုင်းဆိုတာတမရှိတယ်။ခရိုကိုဒိုင်းဆိုတာတမရှိဘူး။ဒါအော်လေ။ခရော့ခရော့ခဲခဲခရော့ခဲ။ဒါခရိုကိုခရိုကိုဆိုမှပြီ။ခရော့ခဲဆိုမှမယ်။ခရော့ကဒိုင်း crocodile အမှမှာဒါလေးကိုသူကဖိခိုင်းထားရယ်ဆိုတော့ crocodile crocodile crow ဖိဆိုရမယ်နော် crocodile crocodile ဒါဆိုမိကြောင်းအတွက်အတွက်ရပြီပေါ့နော်ဒါလေးက j လေးကကျတော့ j လို့တောင်ထားရယ်နော် j လေးကမှာ ya ပလတ်အတရေးထားတယ် ya ya နဲ့ a နဲ့ပေါင်းတယ်ဒါ s ဆိုတာဟိုမှာပါတယ်ဟိုမှာ a ya s ဆိုရ ya ဒါ sa ဒါ t ဆိုတော့ yes ta yes ta ဒါလေးက a ပဲဆိုတော့ yes ta yes ta ဒါလေးက da yesterday yesterday ဒါတည်းကအင်းနဲ့အိုင်လေးရပါတယ် a ဆိုတော့ yesterday yesterday မနေ့ကဆို yesterday ဖြစ်တယ်အဲ့တော့မှသူကဒီကောင်ဖြစ်ဆိုခိုင်းတော့ yesterday yesterday teacher computer banana crocodile yesterday အဲ့တော့အဲ့တော့ phonetic တန်လေးနဲ့ကိုယ့်အကိုလိုက်ပြီးတော့စကားလုံးတိုင်းကိုလိုက်ပြီးဆိုကြည့်မယ် dictionary မှာ phonetic တန်လေးတာပါ dictionary လေးကို down ပြီးတော့အဲ့ phonetic တန်လေးတာလေးနဲ့လိုက်ပြီးဆိုမယ်ဆိုရင်ကိုယ့်အတန်တွက်ကလေးက ကောင်းတဲ့ဘက်ကိုပြင်ပါပါဆက်ဆိုရင်ရောက်လာလိမ့်မယ်ပေါ့နော်အဲဒါဆိုမနက်ဖြန်ကြိုင်နေနောက်ထပ်ဒီစီကံတစ်ခုထပ်ပြီးတော့လုပ်မယ်အားလုံးပဲကြိုးစားလိုက်ပါဦး